လှိုင်းသားရမဖြစ်သွားတဲ့ကိစ္စပါလှိုင်းသားဗိုလ်ချုပ်လန်းကဒီ Twitter လို့အမည်ရတဲ့ဒီဆိုင်ပေါ့နော်အထဲအထဲဆိုင်ဘာညာစာအင်းဆောင် PC 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 မျိုးစုံရောင်းတဲ့ဆိုင်ပေါ့နော်အဲ့ဒီဆိုင်မှာဖြစ်သွားတဲ့ဖြစ်စဉ်လေးပါဒီဖြစ်စဉ်ကလည်းကျွန်တော်တို့အားလုံးဒီဖြစ်စဉ်ကိုကြည့်ပြီးတော့ကျွန်တော်တို့အားလုံးတကယ်ကိုဟို online မှာပေါ်လောက်ရနေပါတယ်ခင်ဗျားတို့အားလုံးကျွန်တော်တို့ခင်ဗျားတို့လည်း online မှာပေါ်လောက်ရအောင်ပြောနေကြပါတယ်ဒါတွေခင်ဗျားတို့ပြောနေကြပြီးသားအကြောင်းမို့လို့ကျွန်တော်အများကြီးဘာပြောမှန်းတော့မသိဘူးပေါ့ဆိုတော့ဒီဆိုင်နံပါတ်ကတော့ခုနအထဲဆိုင်နံပါတ်ကတော့ Twitter Twitter သူဆိုတဲ့အထည်ဆိုင်နဲ့ store ဆိုင်ပေါ့နော်အဲ့ဆိုင်လိုင်းသားဗိုလ်ချုပ်လမ်းမှာဖွင့်ထားတာအဲ့ဆိုင်အဲ့ဆိုင်ပိုင်ရှင်အမျိုးသမီးကနေပြီးတော့ဟိုနဒီကလေးချီထားတဲ့နောက်ထပ်အမျိုးသမီးတယောက်ကိုပေါင်ချက်တော့တက်နင်းပြီးတော့ဖြောင်းဖြောင်းဖြောင်းရိုက်နေတာပေါ့နော်ဖြောင်းရိုက်နေပြီးတော့ကလေးကိုပါဘာဖြစ်တဲ့ဓာတ်တွေပေါ့နော်အဲ့ဗီဒီယိုကလေးကိုပါသူကဟိုနေမင်းကစားပြီးပြောနေတဲ့ဗီဒီယိုဖိုင်ပေါ့ဒီဗီဒီယိုဖိုင်ကကျွန်တော်တို့အားလုံးရဲ့နှလုံးသားကိုလာပြီးရိုက်ခတ်ပါတယ်ခဏကျွန်တော်အားလုံးနှလုံးသားကိုရိုက်ခတ်ပါတယ်အဲ့တော့ဘလို့ဖြစ်လဲလို့မင်းဒါကိုကြည့်ရင်တော့ဒါကိုကြည့်ရမယ်ဒီဗီဒီယိုဖိုင်ပေါ့နော် ပေါင်ပါအဲ့လိုနေထားတယ်။ရိုက်နေနေတဲ့ပုံလေးရှိတယ်။ဒီဟာမျိုးပုံလေးရှိတယ်။နော်။အဲ့တော့ဒီဆိုင်ပိုင်ရှင်မျိုးသမီးကသူ့ဆိုင်မှာသူ့ဆိုင်မှာဒီဒီကလေးမျိုးသမီးကလေးလေးတောင်နေတနှစ်လောက်ပဲရှိမယ်ကလေးလေးပြတနှစ်လောက်ပဲရှိမယ်တနှစ်ချွတ်ချွတ်လောက်ပဲရှိမယ်ပြကလေးလေးနဲ့ မြို့သူမိတယောက်ကသူ့ဆိုင်မှာပစ္စည်းလာခိုးတယ်ပေါ့ဗျာပစ္စည်းလာခိုးတယ်ပေါ့ခိုးလို့ तू ကမိတယ်ပေါ့မိတဲ့အခါကျတော့ तू ကအဲ့ဒါကိုမိတဲ့အတွက် तू ကဖမ်းလိုက်တယ်ပေါ့ဖမ်းလိုက်ပြီးလဲပြီးရောမိပြီးတော့ဖမ်းလိုက်ပြီးလဲပြီးရော तू ကဟိုဘာလုပ်လဲဆိုတော့သူ့ရဲ့ဒေါသလျောက်ပေါ့ဘာလုပ်လဲဆိုတော့အဲ့ဒီအမျိုးသမီးကိုခြောက်နဲ့နင်းထားတယ်ပေါင်နဲ့ပေါင်ခြောက်နဲ့နင်းထားတယ်နင်းပြီးတော့ပါးရည်နေရည်ဖြတ်ရိုက်တယ်ဖြတ်တယ်ပြင်ကလေးကိုပါဆိုအတားခေါ်ဖို့လုပ်သေးတယ်ဒါပေမဲ့ तू ကလေးကိုမခေါ်ပါနဲ့ဆိုဟိုကကနကနတခိုးဆိုတော့အမျိုးသမီးက ူခလေးသူဖတ်ထားတယ်မပေးဘူးမပေးဘဲဖတ်ထားတယ်အဲ့တော့ပြီးလဲပြီးမျိုးစုံပြောတော့ဗျာနေမင်းကစားတွေကြောမကောင်းကြားမကောင်းနေဘလို့မှဟိုကျွန်တော်ကအစတော့တခိုးဆိုတာကိုကျွန်တော်လက်ခံထားတာမဟုတ်ဘူးတခိုးဆိုတာကျွန်တော်မကြိုက်ပါဘူးခိုးတယ်ဆိုတာမကောင်းတဲ့လုပ်ဒါပေမဲ့တခိုးကိုပြန်တနာသွားရလို့တဲ့ထိတခိုးနဲ့သူ့ရဲ့ခလေးကိုပြန်တနာသွားရလို့တဲ့ထိဒီဆိုင်ရှင်မျိုးသမီးကြီးရဲ့လုပ်ရကြတော့ကျွန်တော်တို့ကပြန်ပြီးတော့ဘာပြောမှမဖြစ်တော့တခိုးနဲ့တခိုးတခိုးကိုနဲ့သူ့ရဲ့ခလေးလေးကိုတနာသွားတဲ့ထိကျွန်တော်တို့ရဲ့ခိူနာတက်မှုတွေချက်ချင်းပြန်ဝင်သွားသွားတယ်ပေါ့ဗျာအဲ့ဒါပေါ့အဲ့တော့ ဆိုတော့အဲ့ဒီမှာဆန်ရှင်ပြုသိပြောတဲ့တချို့စကားလုံးတွေဆိုရင်တော်တော်ဆိုးပါတယ်ဟိုကြားလို့လည်းမကောင်းပါဘူးဟိုပတ်စံပြန်ပြီးတော့သူ့သူ့ဟာတွေပြန်မပေးနိုင်လို့ရှိရင်အသာလိယူမယ်လို့နော်အသာခွာယူမယ်လို့နောက်တစ်ခါရနွေးနဲ့ငယ်ထိတ်ကနေလောင်းချပြင်မယ်လို့ခလေးကခလေးကရနွေးနဲ့ထိတ်ကနေလောင်းပြင်မယ်ဆိုတာမျိုးတွေပြောတဲ့ဟာမျိုးတွေနောက်တစ်ခါခလေးလေးကိုပါဒီအမျိုးသမီးနဲ့အတူခလေးလေးကိုပါတခါတည်းလမ်းသူတို့ဆိုင်ရှိတဲ့ဓာတ်တိုင်အောက်တဲမှာကျိုးနဲ့နေဘူးထဲမှာကျိုးနဲ့ချပြီးတော့နေလန့်ထားတယ်အဲ့ဒါလို့ရတယ်ဒီလို့ရတရားကြတော့ကျွန်တော်ကြည့်ပြီးတော့ တော်တော်လေးတော့ shock ဖြစ်သွားတယ်စိတ်တစ်စိတ်မကောင်းလို့ဖြစ်သွားတယ်ဆိုတော့အခုဒီနေ့ဆိုရင်လည်းအားလုံးတော်တော်များဝိုင်းဝန်းဒီ social media မှာ follow ရနေပါတယ် TikTok တွေမှာ Facebook တွေမှာ TikTok Sally တွေ Facebook Sally တွေအားဟိုလူဒီလူတွေနောက်သတင်းဌာနတွေသတင်း media တွေအဲ့ဒါတွေကလောဝိုင်းဝန်းပြီးတော့ဒီအကြောင်းအရာမျိုးစုံပြောဆိုနေကြတာဖြစ်တဲ့အတွက်ကျွန်တော်လည်းတို့နဲ့တော့မထူးမခြားတော့ကျွန်တော်လည်းသဘောထားခံစားရတူပါတယ်ထူးခြားတာတို့နဲ့တော့တိတ်ပြီးတော့ရရင်ကိုကိုကိုကွာလောက်တဲ့ဟိုထူးခြားခြင်းဟိုဘယ်လိုခေါ်မလဲတုံ့သက်ချက်မျိုးတော့မဟုတ်ပါဘူးတူတူပါပဲဒါပေမဲ့မတူတဲ့ဂျာလေးရှုထောင့်လေးကျွန်တော်စဉ်းစားမိတာလေးရှိပါတယ် ဆိုတော့ဒီအမျိုးသမီးနဲ့အကူကလေးတွေဘာဆက်ဖြစ်သွားလဲဆိုတာကိုနောက်ဆက်တွဲကိုမဖော်ပြချင်သေးဘူးပေါ့နော်ချို့တွေမဖော်ပြချင်ဘူးဆိုတော့ပြောရရင်တော့အဲ sanction အမျိုးသမီးကိုတော့လာပြီးတော့ရတဲ့ဘွယ်ကခေါ်ယူစစ်ဆေးတာကြီးလုပ်တယ်လို့သိရပါတယ်ပြီးတော့ဒီကလေးပေါ့နော်ခိုးတခိုးဆိုတဲ့အမျိုးသမီးနဲ့သူ့ရဲ့ကလေးကိုလည်းအမျိုးသမီးကိုလည်းလာခေါ်ပြီးတော့ရေစကန်ရတဲ့ဘွယ်ကခေါ်ယူစစ်ဆေးမိမြန်တာကြီးလုပ်တယ်ပေါ့လုပ်ပြီးတော့မှနှစ်ဖက်အဲ့လိုလုပ်ပြီးတဲ့နောက်ကြည့်ရတာ sanction အမျိုးသမီးကိုအမှုဖွင့်မယ်လို့ယူဆရတယ်ပေါ့ဗျာယူဆရပါတယ်ဘာလို့ဆိုဖွင့်မလားမဖွင့်လားမသိဘူးဖွင့်မယ်လို့ယူဆရပါတယ်ဘာလို့ဆိုတော့ သူလုတ်သွားတဲ့လုတ်ရက်ကဒီလိုင်သားမှာရှိတဲ့ဒီဒီဒီဗီဒီယိုဖိုင်ပြန်သွားပြီးတဲ့နောက်မှာလိုင်သားမှာရှိတဲ့တချို့လူတွေတခြားသောအပြင်ကလူတွေကတော့ဒေါသတွေထွက်ကုန်ကြပြီဒီဒီဆန်ရှင်ပြည်သူတွေကဒေါသထွက်ကြပြီပုံမှန်ဆိုရင်တခို့ကိုဒေါသထွက်ရမှာပုံမှန်ဆိုရင်တခို့ကိုတခို့ကိုဒေါသထွက်ရမှာတခို့ကအခုမင်းသားပြဖြစ်မင်းသမီးပြဖြစ်သွားတာပေါ့ဗျာတခို့ကမင်းသမီးဖြစ်သွားတဲ့ဇလန်ပေါ့ပုံမှန်ဆိုရင်တခို့ကိုဒေါသထွက်မှာမထွက်ဖက်နဲ့ဆန်ရှင်ပြည်သူတွေကဒေါသထွက်သွားတယ်တခို့ခိုးတာမှန်တယ်လေးတဲ့ခိုးတယ်ဟုတ်ပြီခိုးသွားတာတော့မှန်တယ်ဟုတ်ပြီခိုးတာတော့သူမရှိလို့ခိုးတာဖြစ်နိုင်တယ်ဆင်းရဲလို့နွားပါလို့ဆုတ်ပြတ်တတ်လို့မစားဘလို့နီးနေပဲခိုးခိုး သူကတခိုးကတခိုးဟုတ်ပြီတခိုးတယောက်ကိုဖမ်းတယ်ဆိုရင်တာမန်ပြည်သူတယောက်ကဖမ်းပေးပိုင်ခွင့်ရှိတယ်ရတယ်ဖမ်းလို့ရတယ်ဒါပေမဲ့ရဲလက်ကိုအပ်ရမယ်တရားစီရင်ခွင့်မရှိဘူးဥပဒေမှာပြဋ္ဌာန်းမထားဘူးတရားစီရင်ခွင့်မရှိဥပဒေမှာပြဋ္ဌာန်းမထားဘူးအဲ့တော့ तू ကသူ့ဆိုင်ပစ္စည်းခိုးရအောင်လို့ဆိုဖြောင်းဖြောင်းဖြောင်းရိုက်နေတာကကြာတော့ကိုထစ်လက်ရောက်ကျွတ်လို့မှုကကြာတော့အမှုဖွင့်လို့ပြန်ရသွားတယ်ဖြစ်သွားတယ်နောက်တစ်ခုကဗီဒီယိုရိုက်ပြီးတော့အဆက်ခွဲသလိုမျိုးဗီဒီယိုဖိုင်ပြတ်တင်တယ်66ကနေညှိမယ်နောက်တစ်ခုကကလေးတငယ်ကိုချိန်ကြောက်တာ ဲ့သွားရောအဲ့မှာကလေးတငယ်ဥပဒေနဲ့ညှိရောအဲ့ဒီအချက်တွေနဲ့တကယ်ဆိုရင်ဟိုမျိုးသမီးကပြန်ညှိပါဟိုမျိုးသမီးကတော့ဒီဟိုခုနတခိုးတခိုးနဲ့ကလေးလေးကိုပြန်ပြီးတော့တောင်းပန်ဖို့ပြန်ပေါက်သွားတယ်အခင်းချင်းပြောင်းပြန်ဖြစ်သွားတာဆိုတော့လူတယောက်ကဆင်းရဲလို့ဖြစ်ဖြစ်ဟိုအဆင်မပြေလို့ဖြစ်ဖြစ်သူများပစ္စည်းကိုခိုးစားတဲ့ဘဝမျိုးလေးရောက်သွားနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံတမိုင်းမှာဘယင်းအောင်တခိုးဖြစ်ခဲ့ဘူးလေဘယင်းအောင်တခိုးဖြစ်တယ်တခိုးဖြစ်ခဲ့ဘူးလေခိုးစားသူများခင်းနေရတယ်သူများခင်းနေသူများယာခင်းနေအသီးတွေခိုးစားတဲ့ဘယင်းအောင်ကျွန်တော်တိုင်းတမိုင်းမှာပေါ်ပေါက်ခဲ့ဘူးလေ เนาะဆိုတော့ဘယင်တော်အချိန်နေမှာမဟန်လို့ထွက်ပြေးသိမ်းချောင်ရိုင်းနဲ့စစ်ပွဲမှာဖြစ်ဖြစ်တခုမှာပေါ့ဗျာသူတပည့်နဲ့ဆက်ပြတ်သွားလို့ရှိပြီပေါ့တော်လာရင်လည်းပျောက်သွားလို့ရှိပြီသူအချိန်နေမှာတဲ့ခါဘိုက်စားတဲ့ခါသူမြအခင်းနဲ့ကိုပိုင်ရှင်မရှိရှိမရှိမသိဘူးသူမြအခင်းနဲ့သွားခိုးစားတဲ့ဟာတွေကမြမတော်မြမနှစ်ခုထက်မကရှိခဲ့ဘူးလေတော့ဆိုတော့ဟိုအဲ့ဘယင်မမသိလို့အဲ့ရာခင်းပိုင်ရှင်တွေကဘယင်ကိုပြေးပြီးချဖို့ထိုးဖို့ကြိုးစားတယ်ဘယင်ကပြန်ထိုးတယ်အဲ့လိုမျိုးတွေလည်းဒါတမိုင်းမှာဖြစ်ခဲ့ဘူးဒါလည်းခဏချောက်အဲ့တော့ လူတယောက်ဟာဆင်းရဲလို့ဖြစ်ဖြစ်ဘိုက်စားလို့ဖြစ်ဖြစ်တစ်ခုကြောင့်သူခိုးနိုင်ကြီးရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ခိုးတာမကောင်းဘူးခိုးတာလောက်အာမပြောင်းဒါပေမဲ့ဒီလိုခိုးတာဖြစ်နေအဲ့ဒီချိန်ကျရင်ဒီမျိုးသမီးလောက်ရမှာဆန်ရှင်မျိုးသမီးလောက်ရမှာကရှင်းတယ်ခိုးတဲ့လူကိုဖမ်းတယ်ဖမ်းပြီးရဲလက်ကိုအပ်တယ်ကျမပစ္စည်းကိုခိုးရတဲ့အတွက်ရဲရင်းနဲ့ရဲအနေနဲ့ဥပဒေရရေးယူပါလို့ပြောရင်ဒါပြီးသွားပြီဒါတူတာဝင်ပြီးသွားပြီအဲ့ဒါဆိုပြီးသွားပြီးတော့ဗီဒီယိုလေးစာလည်းမလို့ဘူးရဲကိုအပ်လိုက်ပြီးနေပြီအဲ့ဆိုခိုးမျိုးသမီးနဲ့ကလေးကိစ္စလည်းကျွန်တော်တို့ဒီနေ့ဒီမှာအော်တော့နေမဖြစ်သလိုဒီမျိုးသမီးနဲ့ကလေးအဲကိစ္စကျွန်တော်တို့နှလုံးသားတွေမနာရဘူးပေါ့ဗျာအခုတော့ နင်းတိုင်းကလေးလေးကတနာပါတယ်မော်မော်ကြည့်ပြီးတော့ကလေးလေးမျက်နှာကိုလန်းလန်းကြည့်ခင်ဗျာတွားကြည့်ပါကလေးမျက်နှာကြည့်ကလေးလေးမော်မော်ကြည့်သူ့ရဲ့အမေလို့ခေါ်မလားသူ့ရဲ့ဘာလို့ခေါ်မလားအမေလည်းပြောအမေပဲပြောလို့ရပါတယ်ဒါဆိုနောက်ဆုံးအချိန်တွေကတည့်ရတော့မက်ကန်နေကိုမက်ခိုင်နေဝေးရတော့အဲ့ကလေးအဲ့ဒီတခိုးဆိုတဲ့အမျိုးသမီးနဲ့ကလေးလေးကိုဗီဒီယိုကောနဲ့မက်ခိုင်နေဝေးရပြောပြီးပြီပြောပြီးသားဖြစ်တဲ့အတွက်ပြောတာတော့မက်ခိုင်နေဝေးသူ့ Facebook မှာလည်းတင်ထားပြီးဖြစ်တဲ့အတွက်ဒါတေးကြတာကတော့ဒီကသားမိတော့တေးကြတယ်ဟိုအမျိုးသမီးကိုယ်တိုင်လည်းပြောပါတယ်သူကသားမိပါ အဲသူသူ့မှာအိမ်မှာကလေးတယောက်ကြံနေပါသေးတယ်ကလေးကြမ်းမရေးကြောင့်ခိုးရတာပါဆိုတော့သူပြောပါတယ်သူ့ရေးယူနေယူပါဆိုမျိုးလည်းသူပြောပါတယ်ဘလို့ပဲပြောပြောဒါသူ့ဘက်ကတော့သူလည်းသူ့ဘက်ကလည်းခိုးမိတာကိုသူဝန်ခံထားပါတယ်ဒီချိန်ထဲမှာပဲဆိုတော့အခုကအဲ့ဒါပုံမှန်ဖြစ်ပုံမှန်ကဒီလိုပြီးသွားမယ်ကိစ္စမှာမပြီးဘဲနဲ့အော့တော့နေဖြစ်ရရှာတယ်ပေါ့နော်ဆိုတော့ကလေးတကယ်ဥပဒေတွေရောအကုန်ညှိသွားနိုင်တဲ့ဇလန်းပေါ့နော်ဆိုတော့ဒါတွေကတော်တော်စိုးပါတယ်ဆိုတော့ကျွန်တော်တို့ဒီကိစ္စမျိုးကိုလူတွေကမကြိုက်ကြပါဘူးစန့်ကျင်ကြပါတယ်ကန့်ကွက်ကြပါတယ်ဒါလည်းမှန်ပါတယ် ဒါပေမဲ့ဟိုကျွန်တော်တို့ဥပမာပြန်ပြောရရင်ကျွန်တော်တို့လွန်ခဲ့တဲ့20လောက်က20လောက်တော့က20လောက်တော့ကျွန်တော်ကိုယ်တိုင်ဖမ်းခဲ့ရတခုဖမ်းခဲ့ရဇာတ်လမ်းတခုရှိပါတယ်ဟိုကန်တော်ကြီးတဲ့ဆိုင်တိုင်ပေါ့ဗျာကျွန်တော်နေနေလှုပ်လှုပ်နေနေအဲ့ဒီမှာကန်တော်ကြီးတဲ့မှာရှိတဲ့ဆိုင်ဆိုင်ကိုတခုကဝင်ပြီးတော့ဝင်ခိုးတယ်ခိုးလဲပြီးတော့ဒီဘက်ကလုံချုံကြီးတဲ့လုံချုံကြီးတွေရှိတဲ့ခါကျတော့တခုကလုံချုံကြီးရှိတဲ့ဘက်ကဝင်ပြေးပဲနဲ့ကန်နဲ့ကိုဖြတ်ပြေးတာဖြတ်ပြေးပြီးတော့ဒီဘက်ကျုံကနေဟိုဘက်ကျုံကိုကန်နဲ့ဖြတ်ပြေးတာရေကူးပြေးတာပြေးတယ်ပြေးရော ကုန်တခုတခုတခုလိုက်ကြတော့ကျွန်တော်တို့ကလိုက်တယ်လိုက်တော့ကျွန်တော်ကဘာလုပ်လဲဆိုတော့ကန်တဲ့ကိုရေကူးပြည့်တဲ့တခုနောက်ကိုကျွန်တော်ကရေကူးလိုက်တယ်ကျွန်တော်ရေကူးလိုက်တယ်ကျန်တဲ့လူတွေကဟိုဘက်ကပြန်ပန်းဆောက်တယ်ဒါကြတော့ကျွန်တော်ရေကူးလိုက်ကျွန်တော်တို့ဘူးမရှိဘူးတခုနဲ့ကျွန်တော်နှစ်ယောက်ပဲရေးထဲမှာတခုကလည်းနောက်ကလူပါရထင်လို့ထင်ပါတယ်ကြောက်လန့်ပြီးပြေးလိုက်ရှေ့ရနေကျွန်တော်ကနောက်ကရေကူးလိုက်ဒုံကြီးကင်ပြိုက်လိုက်တာပေါ့လူလိုက်တယ်လုတ်ကင်နေဆိုတော့ကို့အနေပြုံရိုက်လို့ရိုက်ဖို့ပါအဲ့ဒါနဲ့ပြီးလဲပြီးတော့တခုကနောက်ဆုံးဟိုဘက်ကြောက်လိုက်ရောဟိုဘက်ကြောက်လိုက်ရောကိုဟိုဘက်ကြောက်ရနေပြီးတော့ဟိုဘက်ကြောက်ရနေလူအုပ်ကြီးကဝိုင်းဖမ်းလိုက်တယ်သူ့ဝိုင်းဖမ်းဖမ်းဖမ်းကျွန်တော်လည်းကြောက်ရေးတဲ့ပြန်တက်ပြီးလို့ပြီးတော့အဲ့မှာဝိုင်းဖမ်းတဲ့ခါမှာအဲ့ကျွန်တော်တို့မြန်မာတွေရဲ့ delete မြန်မာတွေ delay တော့မဟုတ်မြန်မာတွေရဲ့ဘောအကျင့်ပေါ့အကျင့်ပေါ့တခုတခုလို့ကြားရတယ်အဲ့ကောင်ဝိုင်းထိုးတာဒုံ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 ဝိုင်းထိုးတာကျွန်တော်တော့ဘာမှမလုပ်ရသေးဘူးအဲ့တခုမှတခါလဲစုတ်ပြတ်တန်းတခုလို့အဲ့ကျွန်တော်ရေပေါ်တက်သွားကုန်းနဲ့ရေထဲနဲ့ကုန်းပေါ်တက်ပြီးတော့တက်လိုက်ပြီးအဲ့လူတွေကလုံးကြိုက်နေလူကတွန့်ဖယ်တာဟဲ့ခင်ဗျားတို့ဖယ်ဖယ်ဆိုလို့ဖယ်ရပြီးတော့ခင်ဗျားတို့သူ့ဟာသူတခုကိုခင်ဗျားတို့အဲ့လိုရိုက်ခွင့်မရှိဘူးဖယ်ဒါရဲလက်အမ်းပါဆိုပြီးတော့တခုကိုလည်းကြော်ရဲခင်ဗျားညီညီနေ မငင်ခင်ဗျားထိုးရိုက်ခံရလိမ့်မယ်ရိုက်ခံကျွန်တော်လှုပ်ပေးလိုက်ပါဆိုတော့ကျွန်တော်ငြိနေပါမယ်ဆိုโอเคခင်ဗျားအဲ့ဒါကောင်းမှလိုက်ခဲ့ဆိုအဲ့ကျွန်တော်လုံငင်းဖွဲ့ပါတော့လေကျွန်တော်ပေါင်းပြီးတော့မှရဲလက်အပ်ပေးလိုက်တယ်ကျွန်တော်ဆိုအဲ့တခုလက်ဖျားနောက်တစ်ချက်မတွေ့ခဲ့ဘူးဒါပေမဲ့တွေ့တဲ့ကောင်တွေလည်းကျွန်တော်ဝင်တားလိုက်တယ်ဘာလို့ဆိုတော့ဒါဟာတခုတစ်ယောက်ကိုဖမ်းဖို့တော့ကျွန်တော်တို့နောက်ကနေပြီးတော့ကျွန်တော်တို့ဘာရှိတဲ့2ရိုက်ဆရာပုတ်ဆရာတခုခုတော့ယူသွားလို့ရပြီမဲ့တခုကဖမ်းခံရတဲ့အချိန်မှာကျွန်တော်ရိုက်ဆရာအကြောင်းမရှိတော့ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ညံပြုံသားကျွန်တော်ပြန်ရဲလို့ရပြီမဲ့သူကဖမ်းခံလိုက်ပြီဆိုတဲ့အချိန်မှာဝိုင်းပြီးတော့ထရောင်းနကန်တိုးကြိတ်ရိုက်ပုတ်ဘယ်သူမှလုံးခွင့်မရှိပါဘူးဥပဒေမှာအဲ့လိုမပေးထားပါဘူးကျွန်တော်တို့ ဆိုတော့ကျွန်တော်အဲ့ဒါကိုသိဖို့လိုတယ်ကျွန်တော်လူတွေကအဲ့ဒါကိုမသိဘူးဟိုအမျိုးသမီးကကြည့်ရတာ TikTok မှာတက်ပြီးတော့ Facebook မှာတက်ပြီးကြွေတာပေါ့ तू ကြည့်ရတာ तू လည်းကြွားချင်သိများသွားသလားမသိဘူးငါကတခုဖမ်းတာဘလို့ဖမ်းတာငါတခုဘလို့နိုင်ချင်လဲသူ့ဘာသူပြခလေးလေးနဲ့နွန်းနွန်းပါနဲ့လာဖမ်းတဲ့လူ तू အနိုင်ကျင့်ခဲ့တယ်အနိုင်ကျင့်ခဲ့တာသူ့ကိုယ်သူဂုံစားလို့ तू ထင်ခဲ့သလားမသိပါနဲ့သူ့ရဲ့အဲ့ဒီလောက်ရက်ကပဲသူ့ကိုအခုပြန်ပြီးတော့အမှုပြန်ပတ်လောက်တဲ့အထိ ြစ်သွားစေနိုင်တာပေါ့နော်ဒါဟာသူပြန်ပြီးတော့စဉ်းစားဆင်ခြင်စရာကောင်းတဲ့ကိစ္စပါပြီးတော့ဘေးနာကသူ့ဆိုင်ဝန်ထမ်းလေးတွေလည်းဘုံမသိကိုမသိနဲ့ဝင်ကူးဖို့ကြိုးစားတယ်ရွနွေးရွနွေးသွားကြိုးလိုက်ရွနွေးနဲ့လောင်းမှာခလေးကလောက်ခလေးပါရွနွေးနဲ့လောင်းပလိုက်မယ်ဆိုတာကိုရွနွေးကြိုးနေပြီးလို့ပြောတဲ့လူကပြောသည်တခါကျတော့လေရှုပ်လူငယ်လေးတွေကလည်းအချိန်ဒီသဘောတရားကိုနားမလည်ဘူးထင်ပါတယ်ငါဘလောက်မိုက်တယ်ဘာညာဆိုအမျိုးသမီးကလည်းသူ့ကိုယ်သူလည်းမိုက်မိုက်ကုန်မိုက်ကုန်ကျွဲကျွဲပြီးတော့ပြောသည်စသဖြင့်ပေါ့ဒါတွေကတိတ်ပြီးတော့မကောင်းဘူးပေါ့ဗျာအဲ့တော့နောက်ဆက်တွဲကတော့အခုဘာဖြစ်လဲဆိုတော့ ီကလေးလေးနဲ့ဒီခိုးတဲ့အမျိုးသမီးပေါ်မှာအားလုံးအဆင်ပြေပေါ့အစာနာတနာထောက်တာမှုဖြစ်ပေါ်လာပြီးတော့ဒီအမျိုးသမီးဆိုင်ရှင်အမျိုးသမီးကတော်တော်လေးတောတာထွက်ကုန်ကြဖြစ်စဉ်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကကျွန်တော်နိုင်ငံမှာတရားဥပဒေစိုးမိုးကြီးပေါ့တရားဥပဒေစိုးမိုးကြီးကိုလူတွေကနားမလည်ပါဘူးနားမလည်တကယ်နားမလည်ပါဘူးတရားဥပဒေစိုးမိုးကြီးရတဖို့ဝင်ရဲ့ရတဖို့ဝင်ရလည်းနေရာတိုင်းကိုမရောက်နိုင်ဘူးရတဖို့ဝင်ရမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ရက်ကွက်တိုင်းလမ်းတိုင်းကိုသူတို့မရောက်နိုင်ပါဘူးပြဿနာတစ်ခုဖြစ်ပြီးဆိုမှရဲကနောက်ကရောက်သွားတာ ကျွန်တော်ရွှေရှင်ကားများတဲ့အတိုင်းပါပဲရွှေရှင်ကားတဲ့အတိုင်းတိတ်မကွာပါဘူးเนาะရွှေရှင်ကားများတဲ့မှာသိရမလားရဲများညောင်းတဲ့ဖွဲ့ကဟိုမှာမင်းသားထိုးကျိတ်တက်ပြတ်လို့ပီးသွားပြီဆိုမှရဲကပြောက်တယ်မလုံနဲ့မင်းတို့ပြည်သူဝိုင်းနေရဲထားပြီဆိုပြီးဝင်သွားတယ်လို့မျိုးအဲ့လိုပဲမြန်မာနိုင်ငံရဲတပ်ဖွဲ့လည်းဒီတိုင်းပါပဲသူတို့လည်းပြဿနာဖြစ်တဲ့နေရာတိုင်းကိုသူတို့နေရာတိုင်းသူမရောက်ပါဘူးဖြစ်ပြီးမှသူတို့ရောက်သွားတယ်ရေးယူတာဖမ်းတာစီးတာသူတို့လုပ်ကြတယ်ဒါပုံမှန်ပဲဘာလို့ဆိုတော့အချိုးအစားပြောမယ်ဆို401ဖြစ်နေတာခမ်းမန်းကြီး401လောက်ဖြစ်တယ်လူ400ရဲတယောက်လောက်နှုံးနေဖြစ်နေတာခင်ဗျဘယ်လိုသွားထိမ့်မလဲပေါ့နော်အချိုးအစားအဲ့တော့ မလွယ်ပါဘူးအဲ့တော့တရားဝင်စုံမွေးကိုကာဝယ်ဆောက်ချောက်ခြင်းတဲ့လူတွေရှိရတဲ့ဖော်ရဲဝင်းအဲ့ဒါဆိုရင်ခင်ဗျားတို့ခုနတရားဝင်စုံမွေးကိုကာဝယ်ဆောက်ချောက်ပြီးသားဖြစ်မယ်ဒါတစ်ချက်နောက်တစ်ခုကအခုရရှိရပါဗျာဆောက်ချောက်ဖို့သွားပါမဆောက်သွားတော့ဆောက်ချောက်ဖို့သွားရတယ်ဘိုးလေးကရှောက်ဆောက်တယ်ဖြစ်ကုန်မယ်တို့ကြာဆောက်ချောက်ဖို့သွားရင်ရှောက်ဆောက်တယ်ဖြစ်ကုန်မယ်နော်ကြည့်လို့လို့ပေါ့အဲ့တော့တားလိုက်တော့အခုသတိထားပါနော်ဆိုတော့ တယောက်လူစုံမွေးကြီးလူတွေကတေချာမသိကြဘူးသိအောင်ကျွန်တော်တို့လုပ်ရမှာအများကြီးရှိပါတယ်ကျွန်တော်တို့ရဲ့လုပ်ပိုင်ခွင့်ကပါတယ်လူလူရဲ့နေရပိုင်ခွင့်ကပါတယ်လုပ်ပိုင်ခွင့်ကပါလဲဆိုတော့လူလူကတေချာသိဖို့လေလို့တယ်ဒီဒီတရားဥပဒေနဲ့ပတ်သက်တဲ့ awareness ကြီးပေါ့အများကြီးသိဖို့လို့တယ်လို့ရဲပေါ့နော်လူတိုင်းသိဖို့လို့တယ်ပြန်တက်ပါသေးဆိုတော့ပုံကိုယ်ရင်းပဲလေတရားဥပဒေစုံမွေးကြီးကိုကောင်းကောင်းနားမလဲပါဘူးလူတယောက်ကလူတယောက်ကိုနေမဲကစားဆဲပလိုက်မယ်ဒါကသူကငါဆဲလိုက်ပလိုက်ပြီးငါကောင်ရတယ်ပြီးဆဲပလိုက်ပြီးဆိုပြီးတော့သူဟုတ်ပြီထင်တာကိုယ့်ဘက်ကပြန်မှုဖွင့်ရင်အဲ့ဒါခံရမယ်ဆိုတော့ तू မသိဘူးတကယ်မသိဘူးကျွန်တော်တို့ဆရာလူတွေ လူတယောက်ကြောင်းသဘုံလေးလေးရေးပလိုက်မယ်ပြောပလိုက်မယ်ဆိုရှယ်မီဒီယာဘက်ကနေပေါ့နော်ပြောပလိုက်မယ်ဒါပေမဲ့အဲ့ဒါအမှုဖန်ခံရမယ်ဆိုလို့မသိဘူးကျွန်တော်တရားဝင်မီဒီယာတွေကမှလွဲရေကျွန်တဲ့လူတွေကလူတယောက်ရဲ့အကြောင်းအဖွဲ့အစည်းတစ်ခုအကြောင်းလုပ်ငန်းတစ်ခုအကြောင်းရေးတဲ့အခါမှာတရားဝင်မီဒီယာတွေတောင်စီးနေကန်းနဲ့လုပ်နေတဲ့အချိန်မှာတာမန်ပြည်သူကလှုပ်ရှင်လှုပ်လို့မရပါဘူးဆဲကျင်ဆဲလို့မရပါဘူးရိုက်ချင်ရုပ်ရှင်လို့မရပါဘူးအဲ့ဒါတွေသိဖို့လိုပါတယ်နောက်ကဒီကိစ္စမှာကလေးငယ်နဲ့ကလေးငယ်နဲ့ဒီမိခင်ပေါ့နော်အဲ့ဒီသခိုးလုတ်တဲ့မျိုးသမီးသခိုးဖြစ်သွားတဲ့သခိုးဖြစ်တဲ့သခိုးကနေမှမင်းသမီးဖြစ်သွားတဲ့မျိုးသမီးပေါ့ အဲ့ဒီမျိုးသမီးနဲ့ပတ်သက်ရင်အားလုံးဆံပတိဖြစ်ပြီးတော့ဒီကလေးကိုကာဝယ်ဆောက်ရှောက်မယ်ကလေးတင်ငယ်ဥပဒေကာဝယ်ဆောက်ရှောက်မယ်ဆိုပြီးတော့လိုက်ပြီးတော့ pride အဖွဲ့စည်းတဲ့ဒီမျိုးသမီးရှိတဲ့နေရာကိုတွားကြလာကြတယ်ရှိပါတယ်တွားကြလာတဲ့အခါကျတော့ pride အဖွဲ့တွေတွားကြတယ်ကလေးကိုဝိုင်းကူကြတယ်အခုဆိုရင်ဒီမျိုးသမီးနဲ့ကလေးကပတ်စံတွေအလူငွေတွေအများကြီးရလာကြပါတယ်မခိုင်နေဝင်ရလဲသူကိုယ်တိုင်ကာဝယ်ဆောက်ရှောက်မယ်တွေပဲလှုပ်လာတယ်ဆိုတော့ဒီမျိုးသမီးဘက်မှာကူညီဆောက်ရှောက်မှုတွေအများပြတော့ရလာလိမ့်မယ်သူတို့ရဲ့ဆေးရနံပါတ်မှုကနေပြီးတော့ဆေးရနံပါတ်မှုကနေပြီးတော့ဒါဒါလေးကအတိုင်းအတာတစ်ခုတွေသူတို့ကာကွယ်နိုင်မယ်ပေါ့ဗျာနောက်တစ်ခုကဒီ sanction ရဲ့ဒီ video file တစ်ခုကြောင့် ဆိုးကျိုးတွေဆန်ရှင်းမှာတက်ရောက်သွားသလိုကောင်းကျိုးတွေကတော့ဒီခိုးတဲ့အမျိုးသမီးနဲ့ကလေးပုံမှာလည်းတွားတက်ရောက်တာတွားတွေ့ရတယ်ဒါကျွန်တော်တို့ social media ရဲ့အင်အားတွေပါပါဝါတွေပါကြောက်စရာကောင်းတဲ့အင်အားတွေပါနေချင်းကြချင်းဟိုလူစုကလူကောင်းဖြစ်သွားတယ်လူလူကောင်းကလူစုပဲဖြစ်သွားတယ်ဒါမျိုးတွေလည်းဖြစ်သွားတယ်တခုကလူကောင်းဖြစ်ပြီးလူကောင်းတခုမှဖြစ်တယ်စသဖြင့်ဒါကိုယ့်ရဲ့အပြုတ်မှုတွေပေါ်မှာကိုယ့်ကိုပြန်ပြီး social media ပေါ်မှာတက်လာတဲ့ video file ကိုကြည့်ပြီးလူတွေကအဆုံးဖြတ်သုံးသပ်ပြီးသွားကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းတွေပေါ်မှာကိုက်တဲ့ကျွန်တော်တို့ကိုက်တဲ့ဖုန်းတွေကိုသတိထားပါဆိုတာကျွန်တော်အမြဲပြောတယ်အဲ့ဒါပါအဲ့ဒါကြီးလည်းပါပါတယ်เนาะအဲ့တော့ တခါဒီတ냥မှာဒီတခိုးလုတ်တဲ့အမျိုးသမီးနဲ့သူ့ရဲ့ကလေးလေးပေါ့နော်ကလေးလေးပေါ့ကလေးလေးနဲ့ပတ်သက်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ဟိုအခုမိုက်ထိုးမီဒီယာတွေပေါ့မိုက်ထိုးမီဒီယာဆိုဥပမာဆိုရဆိုမြန်မာ celebrity တို့မြန်မာ celebrity တို့နော်ဟိုဟို Sunday တို့ 8day တို့နော်ဘာဘာလဲဟိုဟို MQ တို့ဘာလို့ညာဆက်သမီးပေါ့အဲ့ဒီအဲ့ဒီအဲ့မိုက်ထိုးမီဒီယာတွေပေါ့နော် popular အမှုပညာတို့အခုဆိုအကုန်လုံးပေါ့ဗျာမိုက်ထိုးမီဒီယာတွေပေါ့မိုက်ထိုးမီဒီယာတွေနဲ့အဲ့ဒီကလေးနဲ့အဲ့ဒီကလေးဟိုသွားပြီးမိုက်ထိုးကြအောင်မလားတော့ကျွန်တော်မသိဘူး ဒါတွေကလည်းပုံမှန်ပြောရင်မလိုလားအပ်တဲ့အားတွေဖြစ်နေမှာမလုံသင့်ဘူးလို့ကျွန်တော်မြင်တယ်အဲ့ మై ထရိုမီဒီယာတွေကသိစိတ်ချရတာမဟုတ်ဒီကိစ္စမှာ hot ဖြစ်သွားတဲ့ဒီမျိုးသမီးနဲ့သူ့ရဲ့မျိုးသမီးကို mic တွေသွားထိုးပြီးမေးကြအောင်မယ်ကိုမျိုးသမီးကငိုချင်းချမယ်အဲ့မှာ మై ထရိုမီဒီယာတွေကအဲ့မျိုးငိုချင်းချတဲ့ video တင်မယ်အဲ့မှာထပ်ပြီးတော့ video ပြန်မယ်ပြန်ပြီးတော့အဲ့မှာအဲ့နာမှာပဲပတ်လိုက်ရိုက်ပြီးတော့ရှေ့ကိုမရောက်ဖြစ်မယ်ဆိုတော့အဲ့ మై ထရိုမီဒီယာတွေအုပ်စုတွေကိုလည်းကျွန်တော်ပုံမှန်ပြောတာပါခင်ဗျားတို့တွေလည်းတချို့ဟာတွေကကို media view များရေးအတွက်ရှောက် మై ထရိုတာတွေကိုမလုံသင့်ဘူးမလုံသင့်ဘူးလို့ကျွန်တော်ပုံမှန်ပြောချင်တယ် ခင်ဗျားတို့အစင်တန်းအဲ့လောက်နိုင်ဖို့မသိဘူးအဲ့လောက်အစင်တန်းမနိုင်ကြသင့်ဘူးအဲ့လောက်ဒီအတွေ့အခေါ်မနိုင်ကြသင့်ဘူးလို့ပြောချင်တယ်ပို့ရင်လည်းပြောရင်မြန်မာ celebrity တို့မြန်မာဗာလဲ MQ media queen MQ MQ တို့တော့မှ Sunday တို့ 8D တို့အာဗာလဲ popular နုပညာတို့တော့ဘာရှိသေးလဲဗျာဟိုဗာလဲ happy တို့ဘာဘာမျိုးစုံပေါ့ဗျာစုံများ media ဘာတွေမှမသိဘူးအဲ့ media ပေါင်းများစွာပေါ့အဲ့နုပညာ micro media အုပ်စုခင်ဗျားတို့လည်းဆင်ကျင်ကြဖို့လိုတယ်ဒါမျိုးတွေတော့မိုင်မထိုးသင့်ဘူးပြောရင်တော့တကြနေတိုင်းနဲ့ဟိုတခိုးတဲ့မျိုးသမီးတို့တခိုးကိုကိုကတော့အားပေးတယ်လို့လည်းပြန်ဖြစ်ပါတယ် ဆိုတော့ဟိုမျိုးသမီးမှလည်းသူမားတာရှိတယ်ဒါပေမဲ့အခုဒီအမားကတော့ဖြေလျှော့ပေးလို့ရသွားတယ်အမားဖြစ်သွားပြီတော့ဒီမျိုးသမီးကဒါသူကသူ AC နေခွင့်ရမယ်ခရီးတော်မိုက်သွားထိုးပါဟိုမျိုးသမီးကနေတိုင်းဘဝနေမြင့်ကုန်မယ်တချို့ကိစ္စတွေကဟိုကိုကသွားပြီးတုံ့မရှုံပြီးမလုပ်သင့်ဘူးလို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါကနောက်ဆက်တွဲဖြစ်လာနေတာကျွန်တော်မြင်လာပြောတာပါနောက်တစ်ခုကတော့ဆိုင်ရှင်ကတော့အခုအမှုဖွင့်ခံရမလားလို့မေးရင်တော့ ဆန်ရှင်မှုမခံနိုင်ချေလည်းရှိပါတယ်ဒါပေမဲ့လည်းဒါကသက်ဆိုင်ရာဟိုအမျိုးသမီးဘက်ကနေပြီးတော့ပြန်ကြည့်ပြီးတော့ကျွန်မလည်းမှားခဲ့ပါတယ်ရှင်သူလည်းမှားခဲ့ပါတယ်ကျွန်မလည်းကြည်ပါတယ်သူလည်းကြည်ပါတယ်ပြည်သူတွေလည်းကျွန်မတို့တောင်းပန်ပါတယ်ကျွန်မတို့ပဲပဲအကုန်လုံးညှိနှိုင်းလုပ်ကြလို့ရှိရင်တော့အားလုံးလည်းအဆင်ပြေသွားနိုင်ပါတယ်ဟိုဆန်ရှင်အမျိုးသမီးတွေလည်းဒီကိစ္စဒီဖြစ်ရကနေအပေါ်ကနေပြီးတော့သင်ခန်းစာယူဖို့လိုတယ်ဒီလိုပဲကျွန်တော်ပြောချင်တယ်မလိုအပ်တဲ့အော့အော်တောင်းတင်းဖြစ်မှုတွေနောက်ထပ်ထပ်မဖြစ်တာအကောင်းဆုံးပါဒီဖြစ်စဉ်အပေါ်ကနေပြီးတော့ကျွန်တော်တို့အားလုံးကသင်ခန်းစာယူကြရမယ်လို့ယူဆတယ်ပြီးတော့ဒီကလေးလေးအတွက်ကတော့ကျွန်တော်စိတ်မကောင်းတော့ဖြစ်တယ်ဘာလို့ကလေးလေးကသူ့ခင်ဗျာဘာမှလည်းမသိဘူး သူ့ရဲ့အမေကိုမှရိုက်နေထိုးချိန်နေသူကြည့်မျက်နှာလေးကြည့်တော့ဒီကလေးလေးသနာဖို့ကောင်းတယ်ကလေးတော့တော်တော်သနာဖို့ကောင်းတော်တော်သနာဖို့ကောင်းတယ်ဘာမှဆိုင်ကြမလဲကလေးပါဂျမ်းညက်ပါတယ်ဒါပေမဲ့ဟိုအမျိုးသမီးကလည်းတော်တော်ရက်ဆက်တယ်ကလေးကိုပါကြိုးတုပ်တယ်ဆိုတာတော်တော်ရက်ဆက်တယ်လို့ရသူ့မှာသားသမီးရှိရင်ကိုချင်းစားတတ်ရမယ်ဗျကိုချင်းစားတတ်ရမယ်နော်ပြီးတော့ကျွန်တော်တို့ကဒါမျိုးတွေကခေါ်ယူဆုံးမှပြီးတော့နောက်ဆုံးများသူ့ပစ္စည်းခိုးတယ်ဘယ်တော့တမ်းမှမဟုတ်လေတာခိုးခေါ်ခေါ်တဲ့ခိုးတဲ့အမျိုးသမီးကိုဖမ်းတယ်ဖမ်းပြီးတာနဲ့တခြားရှေ့မှာထိုင်ခိုင်းပြီးတော့နော် ရှေ့မှာထိုင်ခိုင်းပြီးတော့ကဲငါပစ္စည်းခိုးတယ်ဟုတ်ပြီနှစ်ကြိမ်ရှိပြီ နင်းနေချင်းရှိပြီခိုးတယ်ဒါပေမဲ့နစ်ကလေးလေးကိုငါအားနာတယ်အနေနဲ့နစ်ကလေးကတကယ်လေးဟုတ်လားအစ်ဟုတ်လားမဟုတ်လားငါမသိတယ်ဗျအားနာရဲ့အနေနဲ့နေ့ကိုငါပြန်လုပေးလိုက်မယ်နောက်တစ်ချိန်ဒါမျိုးခိုးလို့ရှိရင်နေ့ကိုငါဘာလုပ်မလဲဒေါ်ချိုပြုံးရဲ့ထုံနှလုံးပူလိုပါတယ်ကျွန်တော်အကယ်ရမရှင်မေချူပေါ့ဒေါ်ချိုပြုံးရဲ့နှလုံးထုံနှလုံးပူလိုပါတယ်နှလုံးသားလှလှလေးနဲ့ကုညီတတ်ဖို့လေလိုပါတယ်ဒါကလာရင်လူတွေကချီချူးထောင်းမနာပြုတ်မှာပါ နော်ဒါလေးလည်းလူတွေအားလုံးဆင်ကြပါလေအဲ့တော့ဒီလိုပြောလို့ရှိသမျှလူတွေသခိုးတွေကိုလည်းဟေးခိုးကြခိုးကြခလေးလေးပိုက်ခိုးကြဆိုပြီးတော့ဒါမြှောက်ပေးလို့ဖြစ်မှာလဲကျွန်တော်ကစိုးတယ်တခါကြရလေဗျာအားလုံးကတက်ရောက်ဆိုးကျိုးတွေရှိတယ်ဗျာတက်ရောက်ဆိုးကျိုးတွေ side effect တွေအများကြီးရှိတယ်ဒါကြောင့်ပြတဲ့နောင်မြားမှာကိုယ်အိမ်ကိုခလေးလေးပိုက်ပြီးလာခိုးရင်တော့ကျွန်တော်တို့ကဘာပြောမှမသိဖြစ်တဲ့ဟာမျိုးလေးဖြစ်တတ်တယ်။ဒါကြောင့်မလို့တချို့နေရာတွေဟာဟိုဆိုရှယ်မီဒီယာဘဝတွေလုံဆုံးမှုနောက်ကိုလည်းဇွတ်ကြီးလိုက်မသွားဘဲနဲ့ချင့်ချိန်စဉ်းစားပြီးတော့မှကိုယ်နှလုံးသားကလည်းနှလုံးသားရှိတဲ့အတိုင်းနေပါဒါပေမဲ့ဒီ ီမတမာသူတွေအတွက်လမ်းပြသလိုမဖြစ်အောင်လည်းနေပါလို့ပဲကျွန်တော်တိုက်တွန်းချင်တယ်နော်ဒီကိစ္စကတော်တော်လေးအော့တောင်းနေဖြစ်တဲ့ကိစ္စပါကျွန်တော်တော့ဒီလောက်ပဲဒီလိုပဲသုံးသပ်ချင်ပါတယ်အခြားရှုထောင့်ကပြောရင်တော့ဟိုစုံလျုံပြောလို့ရပြီဒီလောက်ပဲပြောပါအခြားသူတွေလည်းမျိုးစုံပြောထားကြပြီဖြစ်တဲ့အတွက်ဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်ဒီကလေးကိစ္စတော့ပတ်သက်ပါနော်